ဒီလိုအားပျောက်ဆုံးသွားတဲ့သူကိုကယ်ဆယ်ရေးအဖွဲ့ရင်းနဲ့ပူပေါင်းရှာဖွေခဲ့ပေမဲ့ပျောက်ဆုံးသူကသူကိုယ်တိုင်ဖြစ်နေခဲ့ပါတယ်။ပြည်သူများလုံးဝမင်္ဂလာပါ။ဘာမှ H3 လုံးချန်တဲ့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဘဝဆိုတာတစ်ခါတလေရုပ်ရှင်ထက်တောင်ပိုအံ့ဩစရာကောင်းတဲ့အလှည့်ပြောင်းတွေရှိတတ်ပါတယ်။အရောင်း၂၁ခုနဲ့မှာဒူရာဂင်နိုင်ငံအနာကောမျိုးအနေကတစ်တော်ရဲမှာဘေယံမူတလူဆိုတဲ့လူငယ်တယောက်ရဲ့ပျောက်ဆုံးဖြစ်ရက်ကဒီလိုမယုံနိုင်စရာဇလံတစ်ပုဒ်ပါပဲ။ဘေယံမူတလူကဒူရာဂင်နိုင်ငံအနာကောမျိုးနီမှာနေထိုင်တဲ့အာမန်လူငယ်တယောက်ပါ နောက်နောက်ဆက်တဲ့ခုနှစ်မှာသူတို့ဖွဲ့ကအန်နဂေါမြို့နီကတက်တောထဲမှာအပန်းဖြေဖို့စီစဉ်ခဲ့ကြပါတယ်။ဒီလိုအပန်းဖြေမှုတွေကတူရကီမှာလူငယ်တွေကြားမှာပုံမှန်ဖြစ်ပြီးအရတာဝင်းနဲ့စကားသမီးပြောရင်းနဲ့ပျော်ရွှင်ကြတာပါ။ဒါပေမဲ့ဒီဒီချိန်မှာတော့ဘေးရန်ရဲ့အပြုမှုကမထက်မထားတဲ့အလှည့်ပြောင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။သူဟာအရင်မူပြီးတငယ်ချင်းတွေနဲ့အတူမနေတော့ဘဲတက်တောထဲကိုလမ်းလျှောက်ထွက်သွားခဲ့ပါတယ်။ဒီလိုထွက်သွားမှုကတငယ်ချင်းတွေကိုစိုးရိမ်စေခဲ့ပြီးဖြေရတစ်ခုလုံးရဲ့အစာပိုင်းဖြစ်လာခဲ့ပါတယ်။ ဘေးရန်ရောက်ခံကသာမန်လူငယ်တယောက်ရဲ့ဘဝဖြစ်ပေမဲ့ဒီဖျက်ကတော့သူ့ကိုကဘာတွမ်းမှာ viral ဖြစ်သွားစေခဲ့ပါတယ်။သူဟာငွေချင်းတွေနဲ့ပေါပပပအချင်းကုန်လို့သူတယောက်ဖြစ်ပြီးဒီလိုပြောပွဲစားထွက်မှုတွေကသူ့ဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီအချိန်မှာတော့သူ့ရဲ့အယံမှုမှုကသူ့ဘဝရဲ့အမှတ်တရတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ဘေးရန်ကအယံမှုပြီးငွေချင်းတွေနဲ့အတူမနေတော့ဘဲတက်တော်တွေကိုလမ်းလျှောက်ထွက်သွားခဲ့ပါတယ်။ငွေချင်းတွေကသူ့ကိုရှာမတွေ့တော့တဲ့အခါစိုးရိမ်ပူပန်လာပြီးချက်ချင်းဒေသခံအာဏာပိုင်တွေကိုအကြောင်းကြားခဲ့ပါတယ်။ တတော်ရဲမှာပြောင်းဆုံးသွားတာကအန်ဒရယ်ရှင်နိုင်ပါတယ်အထူးသဖြင့်ညအချိန်မှာအယံမိုးနေတဲ့သူတယောက်အတွက်ဆိုရင်ပိုလို့တော့စိုးရင်စရာပါပဲဘေးရဲ့တကယ်ချင်းတွေကသူ့ဘဲကိုထွက်သွားလဲမသိတာကြောင့်ရဲတပ်ဖွဲ့ကိုအကူအညီတောင်းခံခဲ့ပါတယ်ဒီလိုဖိအပ်တွေကဒူရကီမှာရန်ဖန်ရန်ကဖြစ်တတ်ပြီးတတော်ရဲ့အထူးထမ်းမှုနဲ့လမ်းပြမရှိတဲ့နေရာတွေကရှာဖွေရေးကိုခက်ခဲစေပါတယ်ဘေးရန်ပြောင်းဆုံးသွားတယ်လို့တကယ်ချင်းတွေကအကြောင်းကြားပြီးနောက်ဒေသခံအာဏာပိုင်တွေကချက်ချင်းရှာဖွေလုပ်ငန်းစဉ်ကိုစတင်ခဲ့ပါတယ် ရတပ်ဖွဲ့ဒေသခံစေတနာဝန်ထမ်းတွေနဲ့အင်နခေါမျိုးနီကလူတို့ကစုပေါင်းပြီးရှာပွေးအဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ဒီလိုရှာပွေးလုပ်ငန်းစဉ်တွေကတူရကီမှာပျောက်ဆုံးဖြစ်ရတွေအတွက်ပုံမှန်ဖြစ်ပြီးအထူးသဖြင့်တက်တော်လိုနေရာတွေမှာလူတို့ရဲ့ပူပေါင်းပါဝင်မှုကအရေးပါပါတယ်။ဒါပေမဲ့ဒီပြည်မှာအားသင်းစရာကဘယံကိုရိုင်ကရှာပွေးအဖွဲ့ထဲမှာပါဝင်လာခဲ့တာပါပဲ။သူဟာအယံမူးနေရင်တတော်ရဲကိုရှောက်သွားရင်ရှာပွေးအဖွဲ့ကိုတွေ့ခဲ့ပြီးသူကသူပျောက်ဆုံးသူလို့မသိပဲစေတနာဝန်ထမ်းဖြစ်ပါဝင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကလည်းသူ့ကိုမမတ်မိပဲစေတနာဝန်ထမ်းဖြစ်နဲ့လက်ခံခဲ့ကြပါတယ်။ဘေးအားနာရီပေါင်းများစွာတက်တော်ထဲမှာအဖွဲ့နဲ့အတူလိုက်လံရှာဖွေခဲ့ပါတယ်။ဒီလိုရှာဖွေလုပ်ငန်းစဉ်ကတူရကီရဲ့ဒေသခံရှာဖွေစနစ်ရဲ့ထိရောက်မှုကိုပြသခဲ့ပြီးစေတနာဝန်ထမ်းတွေရဲ့ဆေးရထက်တန်မှုကိုထင်ရှားစေခဲ့ပါတယ်။ဒါပေမဲ့ဗျာရဲ့ပါဝင်မှုကတော့ဒီဖြစ်ရပ်ကိုထူကြပြီးဟာတာဆန်ဆန်ဖြစ်သွားစေခဲ့ပါတယ်။သူဟာသူ့ကိုယ်သူရှာနေတယ်ဆိုတာလုံးဝမသိခဲ့ပါဘူး။ရှာဖွေလုပ်ငန်းစဉ်ကအနိုင်ပေါင်းများစွာဆက်လက်ပြီးတက်တော်ရဲမှာဘေးဟန်ကိုရှာဖွေနေခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတက်တော့ရထူထပ်တဲ့နေရာတွေကိုဖျက်တမ်းရင်းဘေးရန်ရဲ့အရေးအယံကိုရှာဖွေနေခဲ့ပါတယ်။အချိန်တန်ကြာပြီးတဲ့နောက်အဖွဲ့ဝင်တူကဘေးရန်မူတလူလို့အတန်းချင်တဲ့အော်ခေါ်ခဲ့ပါတယ်။ဒီအခါမှာတော့ဘေးရန်ကိုယ်တိုင်ကကျွန်တော်ဒီမှာပါလို့ပြန်အောင်လိုက်တဲ့အခါအဖွဲ့တွေကအားလုံးကအံအားတင်သွားခဲ့ကြပါတယ်။ဒီခိုက်တန်းကတကယ်ကိုဟာသဆက်ဆန်ဖြစ်ပြီးရှာဖွေအဖွဲ့တွေမှာရေမောတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဘီယာတို့ကသူရှာနေရဆိုတာလုံးဝမသိခဲ့ပဲသူရဲ့အယံမှုမှုကဒီလိုထိုးကြတဲ့အခြေအနေကိုဖြစ်ပေါ်စေခဲ့ပါတယ် ဒီတွေ့ရှိမှုကရှာဖွေလုပ်ငန်းစဉ်ကိုချက်ချင်းပြီးဆုံးစေခဲ့ပြီးဘေးရန်ကိုလုံခြုံစွာနဲ့ပြန်လည်တွေ့ရှိခဲ့ပါတယ်။ဒီခိုက်တန်းကရှာဖွေရဲ့ဖွဲ့အတွက်ရောတငယ်ချင်းတွေအတွက်ရောမမေ့နိုင်တဲ့အမှတ်တရတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒီပြက်ကတရကီရဲ့လူထုကြားထဲမှာဟာသဆန်ဆန်ပြန့်နှံ့သွားခဲ့ပြီးနောက်ပိုင်းမှာကမ္ဘာတွန်းမှာ viral ဖြစ်သွားခဲ့ပါတယ်။ဘေးရန်မှုတလူရဲ့ဖြက်ကရဲစရာဖြက်တစ်ခုဖြစ်ပြီးဒီချိန်ထဲမှာအရေးကြီးတဲ့သင်ခန်းစာတွေကိုလည်းပေးခဲ့ပါတယ်။ပထမဆုံးအနေနဲ့ဒီဖြက်ကအရာတောက်တော့မှုရဲ့ Android တွေကိုထင်ရှားစေခဲ့ပါတယ်။ ။ရမူရာကလူတယောက်ရဲ့ဆုံးဖြတ်နိုင်စွမ်းကိုထိခိုက်စေပြီးမထင်မထားတဲ့အခြေအနေတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒုတိယအနေနဲ့ဒီပြက်ကရှာဖွေလုပ်ငန်းစဉ်တွေမှာလူတို့ရဲ့ပူပေါင်းပါဝင်မှုရဲ့အရေးပေါ်မှုကိုပြသခဲ့ပါတယ်။စေတနာဝန်ထမ်းတွေနဲ့ရဲတပ်ဖွဲ့ရဲ့ပူပေါင်းဆောင်ရွက်မှုကပျောက်ဆုံးဖြစ်ရတွေကိုဖြေရှင်းရမှာအဓိကကြားခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ကရှာဖွေရေးအဖွဲ့တွေအနေနဲ့ပါဝင်သူတွေရဲ့အထောက်အထားကိုတေချာစစ်ဆေးဖို့လိုအပ်ကြောင်းလည်းတင်ကန်းစာပေးခဲ့ပါတယ်။အဆောင်ဒီကြပြေလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။